မင်္ဂလာပါရှင်ဒီနေ့ကျမတို့ဓမ္မတစ်ကျမ်းထဲကရှင်ပိတုဩဝါဒစာပထမဆောင်အခန်းကြီး9ကို အတူတူလေ့လာကြည့်ကြအောင်နော်ဟုတ်ကဲ့ပါခင်ဗျာကျမတို့အဓိကကိုကဆွေးနွေးသွားမယ့်အချက်လက်တွေကတော့ The Wise Believers ကနေဖြူစုထားတာတွေဖြစ်ပါတယ်ဟုတ်ပါတယ်ဒီခန်းကြီးကအင်မတန်လက်တွေ့ကျတဲ့အပိုင်းလို့ပြောလို့ရတယ်ဟုတ်တယ်နော် အအတင်းကျော်ဥဆောင်မှုကိစ္စတွေပြီးတော့နင်းချချင်းအကြောင်းတော့ဝိညာဉ်ရမှာဘယ်လိုနိုးချနေရမလဲဆိုတာတွေအဖျားတခင်ကိုဘယ်လိုမိခိုးအကူရမလဲဆိုတဲ့ချက်တွေတော်တော်လေးစွန့်စွန့်လင်းလင်းဖော်ပြထားတာတွေ့ရတယ်အထူးသဖြင့်အဲ့ဒီခက်ခဲတဲ့အခြေအနေတွေစုံစမ်းနိုင်ချက်မှုတွေကြုံနေရတဲ့ယုံကြည်သူတွေအတွက်ကတော့တကယ်ကိုအရှိစစ်မှာလမ်းညွှန်ချက်တွေလို့ဆွဲရမှာပေါ့ဟုတ်ကဲ့ ကဲဒါဆိုရင်ကျမတို့ဒီကြောင်းရထဲကိုအတူတူဝင်ကြည့်လိုက်ကြအောင်ရှင်ပီသူကဒီအခန့်အဆုံးသက်မှာလေအယံလက်တွေ့ကြတဲ့လမ်းညွန်တွေပေးထားတာတတိထားမိတယ်ဟုတ်ပါတယ်အစားပန်းမှာတော့အတင်းတော်ခေါင်းဆောင်လေးတော့ပေါ့อืมအခန့်ငယ်တက်ကလေးအထိတင်းတော်ကိုဥဆောင်နေတဲ့တင်းအုပ်ဆရာတွေအကြီးအကဲလေးတွေတိတိကျကျလမ်းညွန်ချက်တင်နဲ့စထားတာရှင်ပီသူကကိုကိုကိုမိဆက်ပုံလေးကစိတ်ဝင်ကြဖို့ကောင်းတယ်နော်ဟုတ်တယ်သူကတင်းအုပ်ချင်းတူတဲ့ပြီးတော့ ခရစ်တော်ရဲ့ဆင်းရဲဒုက္ခကိုကိုယ်တိုင်မြင်တွေ့ခဲ့တဲ့တက်တီနောက်ပြီးတော့ပေါ်ထွန်းလာမဲ့ဖုံးလို့ကိုဆက်ဆံမဲ့သူအဲ့ဒီလိုမိဆက်ပြီးမှသူကတိုက်တွန်းတာဟုတ်ကဲ့အဲ့လိုမိဆက်တာကသူပြောမဲ့စကားရဲ့အလေးချိန်ကိုပြနေတယ်လို့ပဲသူကအထက်ကနေအမိန်ပြမျိုးမဟုတ်ဘူးပေါ့အတူတူတော်ဝေထန်းဆောင်နေတယ်လို့ဖော်ကိုင်းပဲတို့လိုမျိုးအသွေးကြုံကိုမျှဝေတဲ့ပုံစံနဲ့ပြောတာအဓိကညွန်ကြားချက်တိကတော့အဲတုံးချက်ပေါ့ပရမတ်ခုကဖျားသခင်ရဲ့တိုးတော်စုကိုအဲအတင့်အကျပ်မဟုတ်ဘဲနဲ့ စေနာစိတ်နဲ့ဝမ်းမြောက်တဲ့စိတ်နဲ့ထင်းကြောက်မှုပြောတာလေဟုတ်ကဲ့အတင်းအကျပ်မဟုတ်ပဲစေနာစိတ်နဲ့ဟုတ်တယ်ဆူရဒကတာဝင်အရာမလို့မဖြစ်လုံရတာမျိုးဒါမဟုတ်မစင်ကြယ်တဲ့အကျိုးကိုတတ်မှတ်လို့မဟုတ်ပဲနဲ့လေတကယ်စိတ်ပါလပါလို့ဖို့ပျော်ပျော်ရွှင်ရွှင်လို့ဖို့ဆိုလိုတာအဲ့ဒီစေတနာစိတ်နဲ့လှုပ်ဆောင်ခြင်းဆိုတဲ့အချက်ကအရေးကြီးပုံပဲနော်ဒုတိယနဲ့တတိယအချက်တွေကတော့ဘယ်လိုလဲဒုတိယချက်ကတော့ ဲ့ဒီမတရားတဲ့အကျိုးအမြတ်ကိုတတ်မှတ်လို့မဟုတ်ပဲစိတ်အားချက်သမှုနဲ့အစေခံဖို့ပေါ့ဆိုလို့ခေါင်းဆောင်မှုရာလို့ကိုကြိုးရှာဖို့အသွုံးမချဖို့ရှင်းရှင်းလင်းလင်းတားထားတာဟုတ်ကဲ့တတိယအချက်ကပို့ပြီးတော့အရေးကြီးတယ်လို့ထင်တယ်ထင်းရန်အတော်သူတို့ကိုအစိုးရအပြုလျက်မခြင်းတိုးစုရှေ့၌ပုံသက်တွေကိုပြလျက်ကျင့်နေကြလောတဲ့အာနာပြာတာမျိုးမဟုတ်ပဲပုံသက်တွေပြဖို့ဆိုတာမျိုးလား အဲ့ဒီသဘောပဲကိုတိုင်ကစာပြအသက်တာနဲ့ဦးဆောင်ပြဖို့တိုးတွေကနောက်ကနေလိုက်လာခြင်းအောင်အတူယူခြင်းအောင်နေပြဖို့ပေါ့ဒါကလောကမှာတွေ့နေကြအပေါ်စီးကအောက်ချုပ်တဲ့ပုံစံနဲ့လုံးဝဆန့်ကျင်မဲ့ပဲဟိုအစေခံခေါင်းဆောင်မှုလို့ခေါ်တဲ့ server leadership ပုံစံကို အရန်အလေးပေးထားတာတွေ့ရတယ်အစေခံခေါင်းဆောင်မှုဟွန်း ဒီယူဆကဒီနေ့ခေတ်ခေါင်းဆောင်မှုနယ်ပယ်အသီးသီးအတွက်လည်းတကယ်ကိုပြန်စင်းစားတင်တဲ့အချက်ပဲနော်။ကိုကျိုးတွေမဟုတ်ပဲကိုနှုတ်လိုက်တွေရဲ့အကျိုးကိုရှေ့ရှုတာသူတို့ကိုစံပြအနေနဲ့ဥဆောင်တာမျိုးပေါ့။အဲပြီးတော့လေဒီလိုတစ္ဆာရှိတဲ့ခေါင်းဆောင်တွေအတွက်ကတိတော်တစ်ခုလည်းပေးထားသေးတယ်နော်။ဟုတ်ကဲ့ဟုတ်ကဲ့အခန့်ငယ်လေးမှာလေတိုးထင်းကြီးပေါ်ထွန်တော်မူသောအခါတန်တို့ဒီမညွန်းနွားနိုင်သောဖုံးကြီးသောတရာဘူးကိုခံရကြလက်တလို့ဆိုထားတယ်မညွန်းနွားနိုင်တဲ့ဖုံးကြီးသောတရာဘူး သခင်ယေရှုစီကနေရမယ်ဆိုတဲ့ကတိတော်ပဲဒါကအမှုတော်ဆောင်နေခေါင်းဆောင်နေအတအကြီးမားဆုံးခွင့်အားနဲ့မျှော်လင့်ချက်ပဲပေါ့ဟုတ်ကဲ့တဲဆရာရတပြိုးပြင်းတော့မှာတော့အခန်းငယ်၅အစပြီးယုံကြည်သူအတိုင်းအဝိုင်းတစ်ခုလုံးကိုခြုံငုံနဲ့တွင်တင်ချက်ကြီးပါယုံလာပြီနော်အထူးသဖြင့်လူငယ်တွေနဲ့နှင်ချချင်းတရားကိုအဓိကထားပြောလာတယ်ဟုတ်တယ်လူငယ်တွေအိုးရင်ပြောတယ် အကြီးကြီးရဲ့တက်ကီဝါကြီးရဲ့စကားကိုနားထောင်ဖို့သူတို့ရဲ့ဥဆောင်မှုကိုလက်ခံဖို့လက်အောက်ခံဖို့အရင်ဆုံးတိုက်တွန်းထားတယ်။อืมအကြီးကြီးရဲ့အတွေ့အကြုံကိုလေးစားဖို့ပေါ့။ဟုတ်ပါတယ်။ဒါမှမဟုတ်အဲ့ဒီမှာပဲမပြီးထွားဘူးဆက်ပြီးတော့ထုံမပါတင်းတို့ရှိသမျှလီတယောက်အောက်တယောက်စိတ်နှင်ချခြင်းတန်ဆာကိုစင်ကြလော့လို့ဆိုတာတယ်။အော်လူငယ်တွေကလူကြီးအပေါ်မှာပဲမဟုတ်ပဲအပြန့်လန်သဘောလား။ ဟုတ်တယ်လူတိုင်းအသက်ရွယ်ယာတူးမြွေအချင်းချင်းနိုင်ချရမယ်ဆိုတဲ့သဘောဘာကြောင့်လဲဆိုတော့အချောင်းရင်းကိုလည်းပေးထားတယ်လေဖျားသခင်သည် မာနထောင်လွှားတော်သူတို့ကိုစီတားတော်မူစိတ်နှိမ်ချတော်သူတို့အားဂျေဇုပြုတော်မူဆိုတဲ့အခြေခံတမန်တော်ကြောင့်ပါပဲအိုး ဒီဘုရားသခင်က မာနကြီးသူကိုစီတားပြီးနှိမ်ချော့သူကိုဂျေစုပြုတယ်ဆိုတဲ့အချက်ကတော်တော်လေးပြင်းထန်တဲ့တတိပိချက်ပဲเนาะပြီးတော့အဲ့ဒီနှိမ်ချော့ခြင်းကိုဘုရားသခင်နဲ့ဆက်ဆက်ပြီးဆက်ပြောထားသေးတယ်เนาะမှန်ပါတယ်အခန်းငယ်6မှာလေထို့ကြောင့်တင်တို့ကိုအထံတော်၌ချီးမြှောက်စေမည်အကြောင်းတန်ကိုကြည့်သောဘုရားသခင်၏လက်တော်အောက်၌ကိုကိုကိုနှိမ်ချကြလောလို့တိုက်ရိုက်ပြောထားတယ်ဘုရားရဲ့လက်တော်အောက်မှာကိုကိုကိုနှိမ်ချဟုတ်ဟုတ်တယ်ဒီနေရာမှာနှိမ်ချတယ်ဆိုတာက ကိုကိုကိုတန်ဖိုးမရှိဘူးလို့နှိမ်ချတာမျိုးထက်ဖခင်ရဲ့အချုပ်အချာအာဏာကိုအတိမတ်ပြူတာကိုအစွမ်းအစကန့်တက်ချက်ကိုတီးပြီးကိုရောကိုမိခေါ်တာကိုရောအလိုအတိုင်းလိုက်လျှောက်ဖို့ကိုကိုကိုအနန္တာကိုဆိုလိုတာပါအင်းအဲ့လိုနှိမ်ချရရောဘာဖြစ်မလဲအချိုးကျစုကချက်ချင်းမမြင်ရရင်တောင်းအချိန်တန်တော့ခါဖျားခင်ကတင့်တော်တလို့ချိမြောက်မယ်ဆိုတဲ့ကတိတော်ရှိနေတယ်လေဓမ္မကျမ်းစာတစ်ချောင်းလုံးကြည့်ရင်လည်းနင်းချခြင်းဟာ ဖျက်ခင်ချိမြောက်ခြင်းမခံရခင် အရင်လာလိရှိတဲ့တွေ့ရမှာပါဒါဆိုနှင့်ချော့ခြင်းဟာအားနေတာမဟုတ်ဘူးောဖျက်ခင်ရဲ့အချိန်အခါကိုယုံကြည်စွာစောင့်ဆိုင်တာ ကိုရောရင်တန်ဖိုးအောက်မှာလုံခြုံတယ်လို့ခံယူတာမျိုးပေါ့အဲ့ဒီလိုဆိုနိုင်ပါလေခင်ဗျာဝိညာဉ်ကြီးကခွန်အားတစ်မျိုးလိုတောင်းပြောလို့ရတယ်ကိုကန့်တဲ့ချက်ကိုတီးပြီးဖျားကိုမိခေါ်ဖို့ဆုံးဖြတ်တာလေ အဲ့ဒီဖျားဖို့မိခေါ်ခြင်းနဲ့ဆက်ဆက်ပြီးတော့နောက်ထပ်အရန်လက်တွေ့ကြတဲ့အကြံပေးချက်တခုဆက်လာတယ်။ဟုတ်ကဲ့အခန်းငယ်ခုနဲ့မှာပါတယ်ဆိုရင်ဘူပတ်မှုနဲ့ပတ်သက်တဲ့အချက်နော်အရန်ကြိုက်တယ်သင်တို့အောင်မေတော်မူသောကြောင့်သင်တို့ဆိုရင်ချင်းအမှုအလုံးစုံတို့ကိုကိုရိုနာအနှံ့ကြလောတဲ့တော်တော်လေးနဲ့တကယ်ထိမိတယ်တကယ်ထိပြီးပါတယ်ဘဝမှာစိတ်ဖြီးစီစရာတွေမသေးကြမရေရာတွေကြောင်းစရာတွေကြုံလာတဲ့အခါလူတဘာဝကတော့အဲ့ဒီဝန်းထုတ်တွေကိုကိုယ်တိုင်ပဲထန်ထားချင်ကြတာပေါ့ ဟုတ်တာဗောဒါပေရှင်ပေလူကပြောနေတာကအဲ့ဒီစိုးရင်ဓာတွေကကုမလုံးကိုဖျားသခင်စီပုံအပ်လိုက်ပါတဲ့။ဘာကြောင့်လဲဆိုတော့ကြောင်းပြချက်ကကိုတော်ကတင်ကျောကိုအောင်းမိတယ်ဂရုစိုက်တယ်ဆိုတဲ့အာမခံချက်ကြောင့်ပဲ။အင်းကိုပြဿနာတွေကိုမျက်ွယ်ပြုတ်ခိုင်းတာမဟုတ်ဘူးဗောနော်မဟုတ်ဘူးမဟုတ်ဘူးပြဿနာတွေရဲ့ဖြီးစီမှုအောင်မှာလုံးဝပြေပြာမသွားစေဘူးဖျားသခင်ရဲ့ဂရုစိုက်မှုကိုယုံကြည်စွာရက်ခံဖို့ဖိတ်ခေါ်နေတာပါစိုးရင်မှုတွေကိုပုံအပ်ဖို့ပြောပြောလေ နောက်တစ်ချက်ကနည်းနည်းစန့်ကျင်ပတ်လို့ဖြစ်မလားလို့အခန်းငယ်ရှိမှတမတတိရှိကြလော့နိုးကြကြလော့လို့ပြောထားပြန်ရောစိတ်ပူစရာဒီအပြင်းအေးစစ်စစ်နေလို့မရဘူးလားဘာလို့နိုးကြနေဖို့လိုသေးတာလဲအဲ့ဒါအကောင်းတယ်မိခွန်းပဲဆိုရင်ဒါတွေကိုဖျားစီအပ်တယ်ဆိုတာကပေါ်ပေါ်ဆဆနေလို့ရပြီလို့ဆိုလိုတာမဟုတ်ဘူးဝิญဉေးရမှာပို့ပြီးတော့တတိထားဖို့နိုးနိုးကြကြရှိနေဖို့လိုအပ်ကြောင်းစပ်ပြောနေတာ အကြောင်းရင်းကိုရောပြောတာလားပြောတာတယ်ရှင်းရှင်းလင်းလင်းပဲအကြောင်းမူကတင်းသူ၏ရန်သူတီဟူသောမာနတီဟောက်တော်ချင်းတေကဲ့သို့အဘဲသူကိုမျိုးရမည်နေဟူ၍လှဲ့လေရှာဖွေလေရှိ၏တဲ့အော်ချင်းတေနဲ့တော့တင်စားထားတာပဲဟုတ်တယ်ဒီမှာဝိညာဉ်ကြီးအတိုက်ပွဲကတကယ်အစ်စ်အမှန်ဖြစ်တယ်ဆိုတာကိုရှင်ပေသူကတတိပေးနေတာရန်သူကတကယ်ရှိတယ်သူကအမေးလွတ်ရှားနေတယ်ယုံကြည်သူတွေကိုဖျက်ဆီးဖို့အခွင့်ရရှာနေတယ်ဆိုတာကိုမမေ့ဘူးပြောတာ ကြောက်စီရရင်နော်။ဒါဆိုအဲ့ဒီဟုတ်နေတဲ့ချင်းသေးရင်သူကိုဘလို့ရင်ဆိုင်ရမလဲ။လင်းနဲ့ချဖို့တော့မဟုတ်ဘူးပေါ့။အခန်းငယ်ကိုမှဖြည့်ရှင်းချက်ပေးထားတယ်။ထိုမာရနဲ့ကိုယုံကြည်ခြင်းနဲ့တည်ကြည်ရဲ့စီတာကြလို့တဲ့။ယုံကြည်ခြင်းနဲ့စီတာဖို့ဟုတ်တယ်။ခိုင်မာတဲ့ယုံကြည်ခြင်းနဲ့ရင်ဆိုင်ဖို့ပဲ။ကိုယ်ပါကိုယုံကြည်လဲဘသူကိုယုံကြည်လဲဆိုတာကိုမြဲမြဲစောက်ကင်ထားခြင်းအပြင်ယန္တုရဲ့တိုက်ခိုက်မှုကိုတွန့်လန့်နိုင်တယ်ဆိုတဲ့သဘော။ ပြီးတော့အဘိစကားတခုလည်းပါသေးတယ်။ပါများလေ။လောကီနိုင်ငံအရေးရ၌ရှိသောတင်တို့ညီကိုများသည်ထိုတူသောဆင်းရဲဒုက္ခကိုခံရကြသည်ဟုတိမှတ်ကြလော့တဲ့။အော်ကိုတယောက်သည်ဒီလိုဒုက္ခတွေစုံစမ်းနောက်ရှမှုတွေကြုံနေရတာမဟုတ်ဟုတခြားယုံကြည်သူချင်းတွေလည်းအလာတူအချင်းတွေကိုယဉ်ဆိုင်နေတာပဲဆိုတဲ့အတိကခွန်အားဖြစ်စေတယ်ဆိုတဲ့သဘောပေါ့နော်။ဟုတ်တယ်ပေါ့။အထီးတန်တယ်လို့မခံစားစေဘူးလေ။ ်ငါတို့အလုံးအတူတူပဲဆိုရဲစူပေါင်းရက်တီမှုခန်းစားချက်ကိုပေးတယ်အဲ့ဒါကယုံကြည်ခြင်းမှာဆက်ပြီးတည်ချီဖို့အများကြီးအထောက်အကူပြုပါတယ်ကောင်းလိုက်တာကဲအခုကျမတို့အခန်းကြီး9ရဲ့နောက်ဆုံးအပိုင်းအခန်းငယ်10ကနေ14အထိကိုရောက်လာပါပြီဒီပိုင်းကတော့စူတောင်းမေတ္တာပို့တာတွေအားပေးတာတွေနှုတ်ဆက်တာတွေနေပြည့်နေတယ်နော် အထူးသဖြင့်ဆင်းရဲဒုက္ခခံစားပြီးနောက်မှာလာမယ့်ဘုရားတခင်ရဲ့ဂတိတော်ကိုအဓိကထားပြောထားတာတွေ့ရတယ်။ဟုတ်ပါတယ်။အခန်းငယ်၁၀ကတော့တကယ်ကိုအထွတ်ထိပ်ဂတိတော်ကြီးပဲ။သင်တို့ဒီခရစ်တော်ယေရှုအားဖြင့်ထာဝရဘုန်းတော်ကိုခံစေခြင်းကငါတို့ကိုခေါ်တော်မူသောဂျေဇုတော်အမျိုးမျိုးကိုပေးသနာတော်မူသောဘုရားတခင်သည်ခဏခံရသောဆင်းရဲဒုက္ခနောက်မှာကိုယ်တော်တိုင်သင်တို့ကိုပြုပြင်၍စုံလင်စေတော်မူမည်။ခိုင်ခန့်မြဲမြံစေတော်မူမည်။ တည်ကြည်စေတော်မူမည်တဲ့။ပိုင်ခန်းစေမယ်တည်ကြည်စေမယ်ဆိုရက်ဂတိတဲ့။ဟုတ်တယ်။စိရဒုက္ခကြုံနေရသူတွေအတွက်တကယ်မျောလင့်ချက်အလင်းအောင်ပဲ။စိရဒုက္ခက အဆုံးမဟုတ်ဘူး။အဲ့ဒီနောက်မှာဖျားသခင်ရဲ့ပြန်လည်တိဆောင်းမှုခိုင်ခန့်စေမှုတွေလာမယ်ဆိုတာအာမခံချက်ပဲ။อืมခဏတာလောသုံးထားကလည်းသာဝရဘုံတော်နဲ့ယဉ်ယဉ်ဒီလောကရဲ့ဒုက္ခတွေကခဏအေးပါဆိုတာကိုတတိပေးနေတယ်လို့ပဲနော်အမှန်ပဲဒါကြောင့်ပဲဒီဂရိတော်နောက်မှာဖျားသခင်ကိုချီးမွမ်းတဲ့စကားနဲ့ဆက်ထားတာတွေ့ရတယ် ဘုံအဒီရဲ့နဲ့အစွမ်းတတိဒီကဘာဆက်ဆက်ကိုရိုနာရှိစေတည်းအာမင်အခန့်ရဲ့ဆက်တဲ့ဖျားသခင်ရဲ့ကားမြတ်မှုနဲ့တန်ခေါ်တော်ကိုအတိအမှတ်ပြချီးမွမ်းတာပေါ့ပြီးတော့ဒီစာကိုဘသူအကူညီနဲ့ရေးတဲ့ဘာရွရွတဲ့ချက်နဲ့ရေးတဲ့ဆိုတာကိုလည်းအတူချုံးပြောထားသေးတယ်နော်ဟုတ်ကဲ့အခန့်ငယ်ဆက်နှစ်မှာတစ္ဆာရှိသောညီတလာနုပေါ့ဆိုင်လာစလေကွာကြတယ်သူ့အကူညီနဲ့ဒီစာလိုလီကိုရေးလိုက်တာပါလို့ပြောတယ် ။တလာနိုးကပေါ်လူနဲ့လေခကြီးတွေအတူသွားခဲ့တဲ့ယုံကြည်စိတ်ချရသူတလျောက်လေ။စာရဲ့ရည်ရွယ်ချက်ကတော့စာရဲ့ရည်ရွယ်ချက်ကတော့ဖျားသခင်ဤကျေစုတော်အမှန်ဟာဒါပဲဖြစ်ကြောင်းတတ်တယ်ခံဖို့ပြီးတော့အဲ့ဒီကျေစုတော်မှာယုံကြည်သူတွေမြဲမြံစွာယက်တီကြဖို့တိုက်တွန်းဖို့ပါပဲတဲ့။ဆိုလိုတာကသူဒီစာမှာရေးခဲ့သမျှအားလုံးဟာဖျားရဲ့မပြောင်းလဲတဲ့ကျေစုတော်ပေါ်မှာအခြေခံထားတယ် ဒါကြောင့်ဘလို့ချင်းနေမှာပဲဖြစ်ဖြစ်ဒီကျေးဇူးတော်ကိုမိကိုပြီးတည်ကြည်ဖို့လိုတယ်လို့အလေးပေးချင်တာပါ။နောက်ဆုံးနှုတ်ဆက်စကားတွေမှာလည်းဘာလို့မြို့မှာရှိတဲ့တင်းတို့နဲ့အတူရွေးကောက်တော်မူခြင်းကိုခရီးသောအတင်းတော်ကနှုတ်ဆက်တယ်လို့ပါတယ်နော်။အဲ့ဒါကတကယ်ဘာလို့မြို့ကိုဆိုလိုတာလား။ဒါမှမဟုတ်တခြားအတိတ်ပဲရှိနေမလား။ပညာရှင်များစုကတော့ဒီနေရာကဘာဘီလွန်ဆိုတာရောမမြို့ကိုရည်ညွှန်းတဲ့လျှော့ဝှက်နာမည်ခုတ်နေတဲ့ခုချစ်ဖို့များတယ်လို့ယူဆကြတယ်။ ဟောရောမမျိုးကိုလားဟုတ်တယ်အဲ့ဒီခေတ်ကရောမအင်ပါယာအောက်မှာခရစ်ယာန်တွေဖိနှိပ်ခံနေရချီဆိုတော့လေရောမလိုတိုက်ရိုက်မရေးပဲဓမ္မဟောင်းမှာဖျားလူတွေကိုဖိနှိပ်ခဲ့တဲ့ဗာဘီလွန်နာမည်ကိုသုံးပြီးရည်ညွှန်းလိုက်တာဖြစ်နိုင်တယ်ဒါကအဲ့ဒီအချိန်ကယုံကြည်သူတွေအချင်းချင်းနားလည်နိုင်တဲ့နေ့ပေါ့အင်းစိတ်ဝင်စားစရာပဲပြီးတော့ငါသားမာကုကလည်းနှုတ်ဆက်တယ်ဆိုတာကတော့ဒါကတော့ ဧဝံဂေလိကျမ်းရေးခဲ့တဲ့ရှင်မာကုဖြစ်ဖို့များပါတယ်။ရှင်ပေတုရောနဲ့ရှင်မာကုကြားမှာတားအဖလိုယဉ်နီးတဲ့ဆက်ဆံရေးရှိခဲ့ပုံရတယ်။နောက်ဆုံးမှာတော့မိတ္တာအနန်းနဲ့အချင်းချင်းနှုတ်ဆက်ကြလောဆိုတဲ့တိုက်တွန်းချက်နဲ့အဆုံးသတ်ထားတယ်။ဒါကအဲ့ဒီခေယုံကြည်သူအတိုင်းဝိုင်းကြားကယဉ်နီးမှုချစ်ချင်မှုကိုပြတဲ့ဒလိတစ်ခုပေါ့နော်။ဟုတ်ပါတယ်။အဲ့ဒီခေရဲ့ယဉ်ကျေးမှုရဒါဟာမိသားစုဝင်တွေလိုယဉ်နီးချစ်ချင်မှုကိုဖော်ပြတဲ့နိလန်းတစ်ခုပေါ့။ ယုံကြည်သူတွေဟာခရစ်တော်အားဖြင့်တမိသားစုရဲ့ဖြစ်တယ်ဆိုတဲ့သဘောကိုဆောင်ပါတယ်။ကဲရှင်ပေတရုပထမဆောင်အခန်းကြီး9တစ်ခုလုံးကိုခြုံငုံကြည့်ပြတဲ့အခါမှာဒီအခန်းငယ်ကျမတို့ရနိုင်တဲ့အဓိကအနစ်ချုပ်သင်ခန်းစာတွေကဘာတွေဖြစ်မလဲ။ The wise believers ကပြုစုထားတဲ့အချက်တွေပေါ့အခြေခံပြီးပြန်ကုန်လို့ကြည့်အောင်။ဟုတ်ကဲ့။အဓိကမှတ်သားစရာအချက်တွေကိုပြန်စုကြည့်ရရင်တော့ပထမဆုံးကဥဆောင်မှုပါပဲ။ခေါဆောင်မှုမှာစိတ်ရင်းကအရေးကြီးတယ် ကိုချိုးအမြတ်အာနာအတွက်မဟုတ်ပဲစေရနာ မေတ္တာနဲ့အစီကံစိတ်နဲ့ဥဆောင်ဖို့လိုတယ်။ကိုစိတ်ရင်းကိုအမြဲပြန်စစ်ဆေးဖို့ပေါ့။ဟုတ်ကဲ့စင်ရင်အရေးကြီးတယ်။ဒုတိယကနှိမ်ချခြင်းဒါကဖျားနဲ့ဆက်ဆံရရောလူချင်းချင်းဆက်ဆံရမှာပါအရေးပါတယ်။ဖျားကမာနကိုစိုက်ခြင်းပြီးနှိမ်ချမှုကိုကျေစုပြုတယ်။ဖျားရဲ့လက်တော်အောင်နှိမ်ချခြင်းကချီးမြောက်ခံရဖို့လမ်းစာပဲ။နှိမ်ချခြင်းဟာ အားနဲ့တော့မဟုတ်ဘူး။ဝိညာဉ်ရဲ့ရာခွန်အားထက်တယ်။ နှိမ်ချခြင်းကခွန်အားဟုတ်ကဲ့တတိယကစိုးရင်ပူပန်မှုတွေကိုစီမံခန့်ကွက်ခြင်းပေါ့ဖျားတခင်ကဂရုစိုက်တယ်ဆိုတာကိုယုံကြည်ပြီးကိုယ့်ရဲ့စိုးရင်မှုဝင်ထုတ်တွေကိုကိုရိုစီအနန္တဖို့သင်ယူရမယ်ဒါကစိတ်ရောဝိညာဉ်မှာကြံ့မာဖို့အရေးကြီးတယ်စိုးရင်သားတွေကိုအနန္တဖို့စတုထကဝိညာဉ်ရေးရာနိုးကြမှုနဲ့စစ်ပွဲကိုအတိအမှတ်ပြုဖို့လိုတယ်ကျွန်တော်တို့ဟာဝိညာဉ်ရေးရာတိုက်ပွဲထဲမှာရှိနေတယ်ယန္တုမာနလည်းတိုက်ခိုက်မှုကိုရင်ဆိုင်ဖို့တမတတိနိုးကြမှုနဲ့ခိုင်မာတဲ့ယုံကြည်ခြင်းလိုအပ်တယ် ဒီကိစ္စကိုပေါ်ပေါ်ဆဆသဘောထားလို့မရဘူး။ဟွန်းတိုက်ပွဲကတကယ်ရှိနေတယ်ဗော။နှုတ်ဆုံးအချက်ကရောဖျားသခင်ရဲ့ကတိတော်အပေါ်မျောလင့်ခြင်းပါ။ကြုံရတဲ့ဆင်းရဲဒုက္ခတွေကခဏတာပဲ။အစိုးမှာဖျားသခင်ကိုရိုင်းကပြန်လဲဖြစ်ဖြစ်မယ်။ခိုင်ခန့်စေမယ်။အားဖြစ်ပေးမယ်။မဲမြန်စေမယ်။ချော်တဲ့ကတိတော်ကိုဆွဲကင်ထားဖို့လိုပါတယ်။ တေးချက်ဒီကနပုံးနထောင်နီးပါးကရေးခဲ့တာဆိုပေမယ့်ဒီနေ့ခေတ်ဘဝရီအထော်လက်တကယ်ကိုအံဝင်နေတော့မယ်နော်ဥမာအစေခံခေါင်းဆောင်မှုဆိုလာကိုပဲကြည်လေဒီနေ့ခေတ်အလုတ်ခွင်းဒီအဖွဲစည်းဒီမှာဒီလိုကိုစိုးမကြည့်ပဲနော့လိုက်တွေအကျိုးကိုရှေ့ရှုတဲ့ခေါင်းဆောင်မှုပုံလန်ကဘလို့အရေးပါနိုင်မလဲဟုတ်ကဲ့ဟုတ်တယ်ဒါမှမဟုတ်စိုးရင်ပူပမှုလီကိုဖျားစီအပ်နန်ပါဆိုရာဒီနေ့လိုတရင်အချက်လက်တွေဖီးရတဲ့အရင်များရဲ့ခေကြီးထဲမှာတကယ်တမ်းလက်တွေ့ကြကြဘလို့လုံးဝမလဲ ကိုယ့်ရဲ့စိုးရိမ်မှုတွေကိုအတိမပြုပြီးအဲ့ဒါတွေကိုဘုရားသခင်ရဲ့ဂရုစိုက်မှုထဲမှာထားလိုက်နိုင်ဖို့ဘလို့လေ့ကျင့်ယူရမလဲ။ဒါတွေကကိုယ့်သက်တာနဲ့ပြန်ချိတ်ဆက်ပြီးစဉ်းစားကြည့်ဖို့ကောင်းတဲ့မိခွန်းတွေပဲ။တကယ်မှန်ပါတဲ့ဒီသွန်တင်ချက်တွေကရှေးဟောစာပေသက်တမ်းမဟုတ်တော့ဘူး။မြမောက်ခေလူတွေရဲ့အတွေ့အကြုံတွေစိန်ခေါ်မှုတွေနဲ့တိုက်ရိုက်သက်ဆိုင်နေလာတွေ့ရတယ်။ဥပမာအဲ့ဒီဝိညာဉ်ရာတိုက်ကွဲဆိုတာလေဒီနေ့ခေတ်မှာပုံစံမျိုးမျိုးနဲ့လာနေတာပဲ။ဟုတ်ကဲ့။ကိုချင်းတရားပြက်ပြားစေမဲ့တွေးဆောင်မှုတွေ ယုံကြည်ခြင်းကိုရော်ရဲစေမဲ့အတွေ့အခေါ်တွေလူမှုအတိုင်းအဝန်းရဲ့ PR တွေအဆုံးမဲ့ဒီလိုအခြေအနေတွေမှာသမာဓိနဲ့နှိုးချနေဖို့ကိုယုံကြည်ရာကိုခိုင်မြဲစွာစွတ်ကင်ထားဖို့ဆိုတဲ့ရှင်ပေသူရဲ့တိုက်တွန်းချက်ကအရင်ကတောင်ပို့ပြီးအရေးကြီးလာတယ်လို့ဆိုနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့ကျမတို့ရှင်ပေသူဩဝါဒစာပထမဆုံးအခန်းကြီး၅ကိုအတူတကွလေ့လာဆန်းစစ်ခဲ့ကြတာတကယ်ကိုအချိုးရှိပါတယ်အသင်းတို့ဥဆောင်မှုကနေတူးချင်းရဲ့နှိမ်ချမှုနှိုးချမှု ဖျားသခင်ပေါ်မိခေါ်အားချမှုပြီးတော့ဆင်းရဲဒုက္ခကြောက်ကနေရနိုင်တဲ့ခိုင်မာတဲ့မျောလင့်ချက်အထိတကယ်အဖိုးတန်တဲ့သင်ခန်းစာတွေလက်တွေ့ကြတဲ့လက်ညွန့်ချက်တွေအများကြီးရလိုက်ပါတယ်ဟုတ်ပါတယ်ဒီဆွေးနွေးမှုကိုအဆုံးသတ်တဲ့အရင်နဲ့စိတ်ဝင်စားစရာအတွေ့အကြုံထပ်ပြင်းမြန်ဝေချင်ပါသေးတယ်ဒါကတော့အရင်ညချင်မှတိုက်ရိုက်တော်မှာပါပဲမယ်ရှင်ပေတူးရဲ့စကားတွေကနေဆက်ဆက်တွေးလို့ရနိုင်တဲ့အချက်ပေါ့ဟုတ်ကဲ့ပြောပြပါဦးသူကယုံကြည်သူတွေဟာကမ္ဘာအနှံ့မှာအလားတူဆင်းရဲဒုက္ခတွေကိုခံစားနေရတယ်ဆိုတာကိုအသိပေးတယ် ပြီးတော့အဲ့ဒီဒုက္ခတွေကြားတဲ့ကနေခိုင်မာတဲ့ယုံကြည်ခြင်းနဲ့ရန်သူကိုအတူတကွာတွန်းလှန်ဖို့အားပေးခဲ့တယ်လीဟုတ်ကဲ့ညီခိုတွေចောင်းချိုးထွားတယ်ဟုတ်တယ်ဒီချက်ကိုအခြေခံပြီးစဉ်းစားကြည့်ရင်ဒီနေ့ခေတ်မှာကျွန်တော်တို့ကြုံနေရတဲ့စင်ခေါ်မှုတွေခရားတွေဒုက္ခမျိုးမျိုးကိုတယောက်ချင်းရင်ဆိုင်နေအောင်တတ်တတ်မဟုတ်ပဲအတိုင်းအဝိုင်းတစ်ခုအနေနဲ့စူပေါင်းအင်အားတစ်ခုအနေနဲ့ဘလို့ကြံ့ကြံ့ခံရည်တည်နိုင်မလဲအချင်းချင်းဘလို့ပို့ပြီးထိထိရောက်ရောက်အားပေးကူညီနိုင်မလဲ အတူတကွစီရင်ခံရခြင်းနဲ့ခိုင်မဲစွာအတူရည်တည်ခြင်းတို့တဲ့ရှင်းအောင်ခရအယူအဆကဒီနေ့ခေတ်စူပေါင်းလုံဆောင်မှုနဲ့ပြန်လည်ပံ့ပိုးမှုတာဘလို့လုံဆောင်မှုတွေပြင်နိုင်မလဲဆိုတော့ဆက်ပြီးတွေးတောစရာဖြစ်စေပါတယ်တကယ်ကိုလေးနက်တဲ့အတွေးခေါ်ပါပဲတူးချင်းရဲ့ကြမ်းခွေမှုရောစူပေါင်းရည်တည်မှုရဲ့အရေးပါမှုပါပေါ်လင်းစေပါတယ်ဒီနေ့ရှင်ပေဒရုကအမဆောင်အခန်းကြီး၅ကတုံတင်ချက်တွေကိုအတူတူကလီလာခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဒီចောင်းရတဲ့ကနတ်စင်သူအရောက်စီတဲ့အတွက် ဝิญဉ္ဇရဲ့ခွန်အားနဲ့လက်တွေ့ကျင့်သုံးနိုင်မဲ့အသိပညာတွေဖြည့်ဆွမ်းနိုင်မယ်လို့မျှော်လင့်မိပါတယ်ရှင်။